ုစုကအလုံးစုံဖျက်ဆီးခြင်းမဟာဗျူဟာကိုကျင့်သုံးနေပြီးအရက်သားပြစ်မှတ်များကိုခွဲခြားမှုမရှိဘဲအကြမ်းဖက်နေရလို့ကုလဆိုင်ရာမြန်မာတမ်းအမတ်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစေအုစုကအလုံးစုံဖျက်ဆီးခြင်းမဟာဗျူဟာကိုကျင့်သုံးနေပြီးအရက်သားပြစ်မှတ်များကိုခွဲခြားမှုမရှိဘဲအကြမ်းဖက်နေကြောင်း မြန်မာသံမန်စီဦးကျော်မိုးထွန်းကကုလသမဂ္ဂလုံခြုံရေးကောင်စီမှအတီးပြီးပြောကြားပါရယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှကျင်းပတဲ့ပဋိပက္ခတွင်အရတားပြည်သူများကိုအကာအကွယ်ပေးဖို့နဲ့ပတ်သက်တဲ့တကားဖွဲ့အစည်းအဝေးမှာသံမန်စီဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာစစ်အုပ်စုက၎င်းရဲ့စစ်မှတ်ပြုခြင်းကိုရပ်တန့်ဖို့မြည်တိခါကမှဆန္ဒမရှိကြောင်းနဲ့၎င်းစားအရက်သားပြည်သူများပေါ်ပြောင်ပြောင်တင်းတင်းပဲစစ်မှတ်ပြုလျက်ရှိကြောင်းစည်ရင်ခံပါတယ်မြန်မာနိုင်ငံမှာနေထိုင်ကြသူများအနေနဲ့စစ်အုပ်စုရဲ့တပ်ဖြတ်ခြင်းတရားလက်လွတ်ဖန်ဆင်းခြင်းအတ္တမစစ်သားစုဆောင်ခြင်းလိင်ပိုင်းဆိုင်ရာအကြံဖတ်မှုများအတင်းအကျပ်ပြောက်ခွေစေခြင်းဥပဒေမဲ့ကုတ်ကဲခြင်းမှသည်လေကြောင်းတိုက်ခိုက်မှုများအထိစသဖြင့်ထိတ်လန့်ပွင့်ကောင်းလာအောင်ဆွံ့ရတဲ့ရက်ဆက်ကြံကြုံမှုတွေကြောင့်နေ့စဉ်နေ့တိုင်းအကြောက်တရားအောင်မှာနေထိုင်နေရကြောင်းကုလသမဂ္ဂ ကဆိုင်ရာမြန်မာတမ်မတ်ကြီးကပြောပါတယ်2021ဖေဖော်ဝါရီမှာမတရားအာဏာသိမ်းမိခြင်းကစပြီးရပ်သားပြည်သူ6900ကျော်တပ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးအဆိုပါကိန်းဂဏန်းတွေကအတိပြုထားမိသောကိန်းဂဏန်းများဖြစ်ခါလက်တွေ့မှာတည်ဆောင်းသူဦးရေပိုးပြီးများပြားနိုင်ကြောင်းတမ်မတ်ကြီးကကုလလုံခြုံရေးကောင်စီကိုပြောပါတယ် ဒီလိုအခြေအနေတွေမှာအမျိုးသမီးများကလေးတငယ်များမတန်ဆွမ်းသူများနဲ့တက်ကြီးသူများအနေနဲ့အလွန်အမင်းထိရှာလွယ်လာကဆဲအုပ်စုရင်ရက်ဆက်တန်းတုံမှုရဲ့တန်ကိုအစိုးဆုံးခါစီခံနေရကြောင်းတပ်မတ်ကြီးကအစီရင်ခံပါတယ်။ဒါအပြင်မလ28ရက်မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်လူပေါင်း3800ကျော်အသက်ဆုံးရှုံးခဲ့ရပြီးနေအိမ်များစာတင်ကြောင်းများနဲ့အရေးပါတဲ့အခြေခံအဆောက်အအုံများနဲ့ပြင်ဆင်ခဲ့ရကလူပေါင်းများစွာထိုင်ရရရှိခြင်းဒါမှမဟုတ်နေရဲ့ဆုံးခွာခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။တနိုင်ငံလုံးဒုက္ခရောက်နေစမှာပဲဆဲအုပ်စုကငလင်းပေးတဲ့ ေယာဒေသတွေကိုလေကြောင်းမှဖုံးကျဲတိုက်ခိုက်ခဲ့ပြီးတဘာဝဘီယန်နီရဲ့ဖြစ်ခြင်းကိုကာကွယ်ယူပြီးမြန်မာပြည်သူများကိုပုံမတက်ဖြတ်ခဲ့ကြောင်းမြန်မာတမ်မတ်ကြီးကရှင်းလင်းပါတယ်ကုလသမဂ္ဂအနေနဲ့လည်းအဆိုပါအခြေအနေကိုအလွန်အမင်းတရားလွန်ပြီးလက်ခံနိုင်ပွဲမရှိကြောင်းမှန်ကန်စွာထောက်ပြခဲ့ပါရယ်ကုလလုံခြုံရေးကောင်စီကမြန်မာစစ်အုပ်စုရဲ့ရက်ဆက်စံကြုံမှုတွေကိုစစ်ကောင်စီရဲ့ဆုံးဖြတ်ချက် ကုလလုံကျုံရေးကောင်စီကမြန်မာဆင်အောင်စုရင်ရက်ဆက်ကြမ်းကြုံမှုတွေကိုစစ်ကောင်စီရဲ့ဆုံးဖြတ်ချက်2669 2020ပြင်းထန်စွာရှုတ်ချထားပြီးဖြစ်တော်လဲဆင်အောင်စုအနေနဲ့၎င်းတို့ရဲ့ရက်ဆက်မှုတွေကိုဆက်လက်ကျူးလွန်နေစေဖြစ်ကြောင်းတမန်စီကထောက်ပြပါရယ်ဒါကြောင့်ကုလသမဂ္ဂနဲ့လုံကျုံရေးကောင်စီတို့အနေနဲ့အရက်သားပြည်သူများကိုအကာအကွယ်ပေးဖို့ပုံမခိုင်မာတဲ့အရင်းယူဆောင်ရွက်မှုတွေရှိဖို့လိုအပ်ကြောင်းတမန်စီကတောင်းဆိုပါရယ်ဆက်လက်ပြီးရက်သားပြည်သူတွေပေါ်စစ်မှတ်ပြုသူတွေကိုတာဝန်ခံစေရမှာဖြစ်ပြီးဆင်အောင်စုနဲ့၎င်းတို့ရဲ့ ောင်းဆောင်များအနေနဲ့ကင်းလွတ်ခွင့်မရှိတော့ကြောင်းလုံခြုံရေးကောင်စီနဲ့ဖွဲ့ဝင်နိုင်ငံအားလုံးမှပြတ်သားတဲ့ဆုံးဖြတ်ချက်များချမှတ်ဖို့တာမတ်ကြီးကတိုက်တွန်းပါတယ်။ကုလလုံခြုံရေးကောင်စီအနေနဲ့မြမရှိကိစ္စကိုအမီရော့ခံအကြက်တဲတခုမဖြစ်စေဖို့လှုံ့ဆော်ပေးဖို့တာမတ်ကြီးကအလေးအနက်တောင်းဆိုခဲ့ပါတယ်။ ဆလာဘီမြန်မာရေးဆွေးနွေးမှုတွေမှာဖိအားပေးမှုနီလန်နဲ့ချင်းကပ်လို့မရကြအောင်ထိုင်းနိုင်ငံသားရင်းဝင်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာအကြက်တဲကိုဖြည့်ရှင်ဖို့အတွက်အပြုသဘောဆန်တဲ့ဆွေးနွေးမှုတွေပေါ်ပေါက်လာအောင်ဖိအားပေးခြင်းမဟုတ်တဲ့နီလန်တွေနဲ့ကူညီဖော်ဆောင်ပေးဖို့လိုအပ်ကြောင်းထိုင်းနိုင်ငံသားရင်းဝင်ကြီးကပြောကြားခဲ့ပါတယ်ဝင်ကြီးမာရစ်ဆန်ကီယာပွန်ဆာကလာမယ့်အရှိတောင်အာရှနိုင်ငံများအစီယုံအာဆီယံထိပ်သီးညီလာခံမှာလည်းထိုင်းနီနဲ့မြန်မာအရေးဖြည့်ရှင်မှုကိုနိုင်ငံတကာတိုင်ဝန်နဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနေမြင့်တင်သွားဖို့လိုကြောင်းအင်တာဗျူးမှာမှတ်ချက်ပေး င်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့လက်ရှိအာဆီယံအလဲကြားဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအာနာသိမ်းမြန်မာစစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားမှာတိုက်ရိုက်ဆွေးနွေးမှုတွေပထမဆုံးချိန်စတင်ဖို့တင့်တော်တဲ့အချိန်မျိုးရောက်နေပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။မာရစ်ကအန်ဝါရဲ့အားထုတ်မှုတွေကိုထောက်ခံခဲ့ပြီးကနဝစင်နေနဲ့အလုံးစုံပြစ်ခတ်ရစိုင်းသဘောတူညီမှုတစ်ခုနဲ့အစပြုတင်တယ်လို့ပြောပါတယ်။အပြစ်ခတ်ရစိုင်းဆိုတာကအရေးကြီးတဲ့ပထမအဆင့်ချိန်လန်းဖြစ်ကြောင်းဒါပေမဲ့တစ်ဖက်တည်းအပြစ်ရထားရုံနဲ့တော့မရကြောင်းမာရစ်ကဆိုပါတယ်။ ်အပြုသဘောဆန်တဲ့ဆွေးနွေးမှုတွေအတွက်လိုအပ်မယ့်အမျိုးမျိုးသောကိစ္စတွေကိုဆွေးနွေးပွဲစပွဲဝိုင်းစဉ်ယူဆောင်လာနိုင်ဖို့လို့ကြောင်းဒါပေမဲ့ဒီကိစ္စတွေကိုဖိအားသွားပေးလို့တော့မရကြောင်းသူကပြောပါတယ်တဖက်မှာတော့စစ်ကောင်ဆောင်မရောက်နိုင်ကပြီးခဲ့တဲ့လကထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာအန်ဝါနဲ့တွေ့ဆုံခဲ့ပြီးရဲ့နောက်ပိုင်းပြည်တွင်းမှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်လာမှုတွေကိုပုံမအရှိန်ဟုန်မြင့်တင်လာနေခဲ့ပါတယ်နောက်ပြီးထိုင်းမြန်မာနယ်စပ်မှာချိန်ဆိုင်ထားတဲ့ကြားဖြန့်ငွေလင်ကိုင်းတွေလူမကိုကိုင်းတွေအွန်လိုင်းလောင်းကစားကိုင်းတွေကမြမပြည်တွင်းစင်ကြောင်းပို့ပြီးပြန့်နှံ့ကြီးထွားလာ ာခဲ့ကြောင်းမာရစ်ကထောက်ပြခဲ့ပါတယ်မြန်မာနိုင်ငံကပဋိပက္ခတွေကိုမဖြစ်ရှင်းနိုင်သေးတဲ့အနေနဲ့ဆက်ဖြတ်ကြောင်းရာဆွေးမှုတွေကိုကင်တွယ်လို့မရကြောင်းအဲ့ဒီကိစ္စနှစ်ခုကဆက်ဆက်နေကြောင်းမာရစ်ကဆိုပါတယ် သူကထိုင်းနိုင်ငံဟာစံမာရင်းနဲ့ပညာရေးကဏ္ဍတို့ပါဝင်ကဏ္ဍတချို့မှာမြန်မာအတွက်ရည်ရှိကူညီထောက်ပံ့မှုတွေပံ့ပိုးပေးသွားဖို့ဆန္ဒရှိရလို့ပြောပါရယ်။နောက်ပြီးမြန်မာရှိနေပတ်သက်လို့ထီထွေးဆက်ဆံရာမှာနိုင်ငံတကာပလက်ဖောင်းကိုတုံးပြီးအသုံးချသွားဖို့ရည်ရွယ်ထားကြောင်းလည်း Maris ကမှတ်ချက်ပေးခဲ့ပါရယ်။အရေးကြီးတာကအကျိုးဖြစ်တယ်မှုမရှိနိုင်မင်းအစိုးမြင်အတွေ့အခေါ်တွေကိုထိုင်းကပြောင်းပြစ်ချင်နေတာဖြစ်တယ်လို့သူကပြောပါရယ်။ နောက်ထပ်တပုံးအနေနဲ့ထိုင်းမြန်မာနယ်စပ်အင်အားတရာခန့်တပ်ဆွဲထားတဲ့ဘလတ်တိုစစ်တပ်စခန်းကိုသိမ်းပိုက်မှုစစ်တပ်ဘက်မှစစ်တီအများပြားထိုင်းဘက်ကိုထွက်ပြေးပြီးလက်နက်ချသူများရှိကတိုက်စုံတရာရမှုများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ဘလတ်တိုကျင်းရွာနီးရှိစစ်တပ်စခန်းကို KNL လေးဦးဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဘက်မှအများပြားထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားပြီးလက်နက်ချသူများလည်းအများပြားရှိကြောင်းရှေ့တန်းတော်လိုင်းတရင်ရင်းမြစ်တွေကပြောပါရယ်။မေလ23ရက်နေ့ညနေ9:00အချိန် င်းစစ်ကောင်စီရဲ့ဘလတ်ဒိုစကန်ကို KNU တပ်မှကြောင်းဦးဆောင်နေကရင်မျိုးသားလွမြောက်ရေးတပ်မတော် KNN လေးကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တို့အပြန်အလှန်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစကန်သိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှတင်ဆောင်သူများရှိပြီးလက်နက်ချသူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်ကကိုထွက်ပြေးသူများလည်းရှိကြောင်းတော်လိုင်းသတင်းရင်းမြစ်တွေကဆိုပါတယ် စကန်းထဲမှာလည်းတင်တဲ့စစ်သားအလောင်းတွေများတယ်လက်နက်ချတာလည်း20ကျော်ရှိရဲထိုင်းဘက်ကိုထွက်ပြေးတာလည်း25ဦးလောက်ရှိရဲစကန်းမှာကအင်အား100လောက်တပ်ဆွဲထားတာအခုထွက်ပြေးပြီးစိုက်ပျိုးရေးခင်းနေတဲ့မှာပုံနေတဲ့ကောင်တွေလည်းရှိနေသေးတယ်ရှင်းလင်းတွေလုပ်နေတော့မယ်လို့ရှေ့တန်းတော်လိုင်းသတင်းရင်းမြစ်တွေကဆို ထိုင်းအခြေဆိုင်မစ်နော်သတင်းဌာနကလည်း KNU ကဘလက်ဒိုစကန်ကိုတင်ပိုင်ပြီးရနောက်တည်ဆုံသူထွက်ပြေးသူနဲ့တရားရရှိသူစစ်သား60ခန်းရှိပြီးထွက်ပြေးလာသူတွေကထိုင်းပြည်နယ်နှမြေအတွင်းကိုဝင်လာနိုင်ကြောင်းသတင်းဒီမှာရှိတာဖော်ပြပါရယ် KNU လေးမဟာမိတ်ပူပေါင်းတပ်တွေကခြေမုံနိုင်ခဲ့ပြီးဖြစ်တဲ့ဘလက်ဒိုစကန်မှာ2022ခုနှစ်မလ29ရက်နေ့ကတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား60ခန်းတည်ဆုံခဲ့ကြောင်းစစ်ကောင်စီကအဲ့ဒီစကန်ကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထားကြောင်း ခု2025ခုနှစ်မေလမှာနှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်လက်တလောသေးဖို့ပူရွာရှိသေးဖို့ပူစစ်တပ်စခန်းကို KNL မဟာမိတ်တွေကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းဒါအပြင်ဝေါ်လီစစ်ပြူဟာကနင်းလီစခန်းထိကပလယ်စခန်းဥက္ကဋ္ဌစကန်တို့ကိုလည်း KNL မဟာမိတ်တွေကဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL တရင်အင်းမြစ်တွေစီကသိရပါဗျ။ ဆလဘီတောင်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွေစစ်သားတွေတိစုံမှုများပြားပြီးစစ်တပ်ရဲ့မီးရှို့မှုကြောင့်စပားကျွေကြီးရွာမှာအင်စီ950လုံးဝင်းကျင်ပြားကျပြီးပြည်သူများထွက်ပြေးနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းတောင်ကုန်းမြို့နယ်စပယ်ကျွေကြီးရွာကိုမိရှုဖြက်စီးတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ရာစစ်သားများပြားတီဆုံခဲ့ကြောင်းတော်လိုင်းတရင်ရင်းမြစ်တွေကပြောပါရယ်မေလ22ရက်ကစပြီးတောင်ကုန်းမြို့အနောက်ဘက်အမြန်လမ်းမိုင်တိုင်ထောင်149အနီးရှိစပယ်ကျွေကြီးရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကြားစတင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းမေလ24ရက်နေ့ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းအဲ့ဒီတိုက်ပွဲတွေတော်လိုင်းတပ်ဖွဲ့ဝင်များရဲ့စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့်စစ်သား18ဦးတီဆုံခဲ့ကြောင်းသိရပါရယ်ဒါပြင်မိုင်ဆွဲတိုက်ခိုက်ခြင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ တက်ခိုက်တာတွေကြောင့်လည်းတိကြိုက်တည်ဆုံမှုရှိပြီးစစ်ကောင်စီတပ်သားတိကြိုက်တည်ဆုံမှုတွေများပြားတော့လဲအရေးအတွက်အတီးကြသိရှိရခြင်းမရှိသေးကြောင်းသိရပါတယ်စာကားစာရီဘတ်အတီးပြောက်ကများပါတယ်တွန်လိုင်းတက်တွေကအပိုင်းဆောင်ပြီးတွင်နေတာစနိုက်ပါထိတာတင်ဆက်ရှိဦးသေးတယ်မိုင်းကွင်းထဲဝင်လာတဲ့စစ်ခွေးတွေကိုလည်းမိုင်းဆွဲတိုက်ခိုက်တာလက်နက်ငယ်တွေနဲ့တိုက်ခိုက်မှုမှာလည်းထိခိုက်သေးဆုံးမှုကရှိရဲဒါကြောင့်မနေ့ကည၈နာရီလောက်ကလင်းရင်နဲ့လာပစ်တဲ့လင်းရင်ပေါက်ကလည်းစက်တနက်နဲ့ပြစ်ကူပြီးနေရလို့တွန်လိုင်းသတင်းရင်းမြစ်တွေကပြောပါတယ် အထိနာတဲ့ဂျမ်ဘတ်စစ်ကောင်စီတပ်ကအင်ဂျီတထောင်ခန့်ရှိတဲ့စပကြဲကျွေးရောက်ကိုမေလ23ရက်မနက်6နာရီကစပြီးဝင်ရောက်ပြီးပြည်သူ့ဘဏ်ပစ္စည်းတွေကိုတည်ယူခြင်းပဲအေး ဆိုင်ကင်းများကိုခိုးယူသိမ်းဆည်းခြင်းများလှုံ့ဆော်ကအနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြောင်းစစ်ကောင်စီတပ်သားများ၏မိရှုဖျက်ဆီးမှုကြောင့်နေအိမ်950ခန့်မိလောင်ပြကျသွားကြောင်းသိရပါတယ်။တနင်္ဂနွေရှုသွားတာအင်ဂျီတထောင်လောက်ရှိတဲ့ရွာက၄ဘုံ၃ဘုံလောက်ပြကျသွားတယ်။အင်ဂျီအင်ကောင်းတွေကြီးပဲအများကြီးမိလောင်သွားတယ်။စာတင်ကြောင်းမှမချန်ဘူးရှုတာလို့ဒေသတရင်ရင်းမြစ်တွေကပြောကြောင်းဖော်ပြပါရှိပါတယ်ရှင်။